တော်ဘုံဘောနော်ကိုစောဘုံအခု1017နှစ်ကြာပြီဆိုတဲ့သတင်းထွက်လာတယ်။သူ1017နှစ်ကြာတာ17နှစ်ကြာတဲ့ကပုံမှန်၄ခုနဲ့1017နှစ်ကြာတယ်။ကျွန်တော်လဲဩသူ1017နှစ်ကြာသွားပြီဆိုတော့ကျွန်တော်ပြုံးမယ်ပြုံးမိတယ်ပြုံးမိတယ်ဆိုတာခင်ဗျားတို့စိတ်ထဲမှာကြာသွားတော့ဝမ်းသာလို့ပြုံးလို့ခင်ဗျားတို့ထင်တယ်မဟုတ်ဘူးပြုံးမိတယ်ဆိုတာဩသူဥပဒေပုံမှန်၄ခုနဲ့ထောင်ကြာသွားရှာပြီ။ဟွန်းအေးပေါ်လေးလို့ကျွန်တော်ပြုံးနေပြုံးနေချုပ်ရင်နားလဲပါလိမ့်မယ်။ဩအေးပေါ်ဆိုတော့ကိုစောဘုံကသူဘာလုပ်လဲသူကသူ့ကိုလူတွေအားလုံးသိနေတာစစ်တပ်ထောက်ခံသူမြို့သားကြီးတမအဲဒီလိုသိထားတယ်။သိထားတယ်သိထားပြီးတော့ ောက်ဆုံးသူ့ကိုဖမ်းတယ်ဖမ်းတဲ့ခါမှလည်းသူသူဒီအဲနိုင်ငံတော်ကဖမ်းတဲ့အမိန်အမှန်တွေမှာပုံမှန်905ကာကြီး66ကာကွေး3ခါကွေး55နောက်44အစရှိတဲ့ပုံမှန်တွေနဲ့သူ့ကိုဖမ်းတယ်ဖမ်းဖမ်းတော့အမှုဖွင့်ပြုဖွင့်ပြီးတော့အမှုဖွင့်ပြီးတော့သူ့အမိန်ချတယ်1017နဲ့ဩဂလ9နဲ့အမိန်ချတာတည်းရဲ့သူ့ကိုဥပ္ပိုလ်ထောင်မှာထားမယ်လို့လည်းကြားတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်သူဒီအဲလောကထောင်ဆက်တဲ့နေ့ကြာမဲ့သဘောရှိသွားတယ်အဲ့တော့ तू ကဘာတွေလုပ်လို့ဘယ်လိုဖြစ်တာလဲဆိုတော့မိကောင်ကအစရှိပြီတော့သူ့ရဲ့ထုတ်ပြန်တဲ့အမှုရဆိုတော့စစ်တပ်ပြန်ထမ်းထားတဲ့ဒီအကြမ်းတပြည့်ဥပဒေပုံမှန်3ခါခွေ15နဲ့ ထောင်နဲ့ခုနှစ်ပုံမှန်905ကာဂျီနဲ့တစ်နှစ်နောက်တစ်ခါ66ကာဂျီနဲ့ထောင်နဲ့နှစ်နှစ်ပုံမှန်44ကာဂျီနဲ့ပုံမှန်44ကကနဲ့ထောင်နဲ့တစ်နှစ်စုစုပေါင်းထောင်နဲ့17နှစ်ကိုတတိယချစီကြာခံတယ်ကြည့်တပေါင်းလည်းမဟုတ်ဘူးနော်တတိယချစီသူထောင်နဲ့တစ်ခုချင်းနေပြီးကြာချမ်းဖို့နော်17နှစ်ကြာတယ်ကြာဖို့ချလိုက်တယ်ဆိုတော့သူ့ကိုလည်းတခါတောင်တော်ကိုတရားစခန်းမှာသူ့ကိုတယောက်ကအမှုဖွင့်ထားတာလည်းရှိတယ်66ကနဲ့ဆိုတော့သူဒီအမှုအဲ့လိုကြာနေတယ်ဆိုတော့တချို့တွေကပြောကြတာရှိတယ်ပြောရင်တော့ သူမှုတွေကအမိတ်တွေကတချို့ကနဲတယ်ပြောတယ်များတယ်ပြောတယ်အာမကောင်းပြောတယ်ကောင်းတယ်ပြောတယ်မျိုးစုံပေါ့ဗျာပြောကြတာရှိတယ်အဲ့တော့ကျွန်တော်ကကျွန်တော်နားလဲတာကိုတော့ကျွန်တော်ယူလေးပြောရရင်တော့ကိုစောပွဲဒီသူ TikTok ပေါ်ကနေ Facebook ပေါ်ကနေ YouTube ပေါ်ကနေစတဲ့ social media platform ပေါ်ကနေသူအားရပါရပြောတာဆိုတာရှိတယ်သူပြောရဆိုတဲ့အထက်မှာသူဒေါ်လာတွေပါတယ်မောဟာတွေပါမယ်ဒေါကာတွေပါမယ်မျိုးစုံပါမယ်အဲ့မှာဆဲတာဆိုတာလည်းပါမယ်နိုင်ငံတော်အကြီးအကဲတွေဆဲတာပါမယ်တိုင်းမှုတွေငားနဲ့ကြိုက်တို့ပြတာတွေလည်းပါမယ်စသဖြင့်မျိုးစုံသူလုပ်တယ်ပြီးတော့ဟို တိုက်ပွဲတွေနဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ရှာစစ်မြေပြင်ရာတချို့သတင်းစစ်မြေပြင်ဆိုတာဒီတိုက်ပွဲဖြစ်နေတဲ့နေရာတွေကတချို့ဟိုရဲမေစစ်သမီးတွေစစ်သားတွေဆရာ information တွေယူပြီးတော့ तू က online ပေါ်နေပြီးတော့ဟိုဟာနေဖြစ်နေလို့ဖြစ်နေအဲ့လိုပြောလဲအဲ့ဒါတွေအကုန်လုံးကနိုင်ငံတော်ရဲ့ဟိုဒီလိုချက်အဲ့ဒါသူထားညို့ရာစသဖြင့်ဒီဒီမပေါက်ကြတဲ့နေရာပြောနေတာရှောက်ပြောလို့ဆိုပြီးတော့ဒါမျိုးတွေလေပါမဟုတ်မျိုးစုံတော့ဗားလိမ့်မယ်ဗျာဘယ်လိုဖြစ် तू သူ့ကိုလောတဲ့အမှုကောင်းချရတဲ့အတွက် तू ဒီဒါထောင်းချသွားတာအဲ့တော့ तू ပြောတဲ့အချိန်မှာခင်ဗျားတို့ပြည်သူတွေရဲ့ချုပ်ပြည်သူတွေကြိုက်ချင်လိမ့်ရှိမယ်မကြိုက်လည်းရှိမယ် ဟိုပြောရရှိပြောရအဲ့တော့ကျွန်တော်အစောလေသူဒီဟာပြောနေကုန်ကြည့်တယ်တစ်ချိန်ချင်းမလို့သူလည်းညီဆုံးပြီးထောင်ချသွားနိုင်ကြည့်ရှိတယ်လို့ကျွန်တော်တွက်ချက်ခံမှန်းခဲ့ဘူးလေအဲ့တော့ခံမှန်းစိတ်ခံမှခံမှန်းခဲ့တာပါဟိုပြထုတ်မပြောပါဘာတော့ကြာနေတယ်သူများထောင်ချတာကိုဝမ်းသာတယ်ဖြစ်နေမှာသူကျွန်တော်တို့ကမသူထောင်ချလို့ဝမ်းသာသွားတယ်ဆိုတာမရှိဘူးအချမ်းပတ်သမားတွေကတော့ထောင်ချတာတော့ဝမ်းသာတယ်ပုံမှန်သူကသူဝါပစ်ကြတဲ့လူတွေကိုလည်းထောင်ချတာတော့ကျွန်တော်ဝမ်းသာအောင်အဲ့တော့ဟိုသူ့ကြည့်ပြတာတခုတော့ဖြစ်တော့မှာပဲလို့တွေးတယ်တွေးပြီးတော့အော်လို့ဒါဆိုရင်ဒီလိုမျိုးဖြစ်တယ်ဆိုရင်သူ့လူသားသမားတော်တော်များကလည်းတချို့စိတ်မကောင်းဖြစ်ကြတယ်ရှိကြတယ်ဒီပြည်တွင်းမှာသူ့ကိုကြိုက်တဲ့လူတွေကလည်းစိတ်မကောင်းဖြစ်ကြတယ်ရှိတယ်တချို့သူ့ကိုစောင့်ကြည့်တဲ့လူတွေကလည်း ဘလို့ဖြစ်တာလည်းမသိဘူးကြည်ရရှိတယ်ဆိုတော့တချို့တွေကလည်းကျွန်တော်တို့ကျွန်တော်တို့ဟိုနမိတ်တူပေးတယ်ပေါ့တော်မျိုးမျိုးတို့လည်းအိတ်မချအောင်ထင်တယ်ဆိုတော့မိတ်တူပေးကြရှိတယ်ဆိုမိတ်တူပေးလည်းပေးပေါ့ဗျာကျွန်တော်တို့ကြားတယ်ဘာဖြစ်တော့ပေါ့ကျွန်တော်ဘုရင်လည်းပြောတာကျွန်တော်ဟိုတကယ်လို့များပေါ့နော်မတော်တဆများအကယ်အကယ်ဒီအာနာမိုင်ဖွဲ့စည်းတွေကဖမ်းစရာရှိလို့ဖမ်းကြမယ်ဆိုရင်လေကျွန်တော်မှာစွဲစရာဥပဒေပုံမှာကတော့ဒီဟွာတော့မရှိနိုင်ဘူး60ယောက်ကားလို့ပါမရှိပဲဒါပဲတော့မရှိလို့မြေယူစားတယ်နောက်တစ်ခါနိုင်ငံတော်လွှတ်ချက်အဲ့လိုပြောအောင်လဲခုချိန်ကျွန်တော်နိုင်ငံတော်လွှတ်ချက်ချိုးဖောက်ထားတယ်လို့ကျွန်တော်ယူစားတာဘာမှမရှိဘူးအဂရိစသဖြင့်စသဖြင့်ပေါ့ဗျာကျွန်တော်က နိုင်ငံတော်ကိုအချမ်းဖက်တဲ့ဘက်ကနေနေတဲ့လူတွေမဟုတ်တဲ့ခါကျတော့အချမ်းဖက်သမားခေါင်းဆောင်အောင်မှကျွန်တော်မရှိဘူးတင်းချက်ကအဂရိကျူးလွန်ထားတဲ့ခေါင်းဆောင်အောင်မှလည်းကျွန်တော်ရှိမနေဘူးအဲ့တော့ကျွန်တော်ကိုဆွဲလို့ရတယ်ဆိုလို့ရှင်းရှင်းပြောရရင်တော့ခဏခေါ်ထားလိုက်ပါကွာအောင်နောက်ပါလေကောင်ဒီကောင်ဒီကောင်ရှိနေတာငါတို့တအောင်နောက်တော့ဆိုပြီးခေါ်ထားရင်းနဲ့ခေါ်ထားမယ်အမေကပုံမှန်လားရှိမယ်ဘာတခုပေါ်ပြတာပဲရှိမယ်ဆိုတော့ကျွန်တော်ပြောနိုင်တာတခုပဲရှိတယ်တိုင်းပြည်အပေါ်တစ္ဆာဖောက်ဖို့လို့တိုင်းပြည်ကိုဖျက်လို့ဖျက်စီးလို့ဖို့တိုင်းပြည်ပြက်လို့ပြက်စီးဖျက်အောင်လုပ်ထားလို့အချမ်းဖက်သမားတွေနဲ့ပူပေါင်းတာလို့အချမ်းဖက်အားပေးလုပ်တာမျိုးလို့နောက်တစ်ခုကအဂရိငွေကြီးတွေနဲ့ပတ်သက်ပြီးအဂရိကျူးလုံမှုလုပ်တာမျိုးလို့ ဒါမျိုးတွေကတော့ပုံမှန်လည်းပြောပါဘာတစ်ခုမှမရှိလို့ကျွန်တော်တို့ပုံမှန်လည်းလည်းပဲကျွန်တော်ကိုတခုလုံးမယ်ဆိုရင်အဲ့လောက်တဲ့သူတွေနဲ့ကျွန်တော်ကဟိုဘာကလို့သစ္စာပြီးတိုင်တောက်ရဲတယ်ကျွန်တော်အဲ့လောက်တတိရှိတယ်ပုံမှန်လည်းပြောအဲ့လောက်တတိရှိတယ်ကျွန်တော်ပုံမှန်လည်းပြောအဲ့တော့တချို့တွေမိတူပေးလေပေးဖို့ဗျာဘာမှမဖြစ်ပါဘူးအေးဆေးပါကျွန်တော်တို့ကောင်းတဲ့သိမရှိဘူးအဲ့တော့လူတယောက်ကဟိုအချိန်ကာတစ်ခုရောက်လာရင်သူရင်ဆိုင်ရတာရင်ဆိုင်မဲ့ပြဿနာရင်ဆိုင်ရလိမ့်ရှိပါတယ်ရင်ဆိုင်မဲ့အရာမလွဲဘူးသူရင်ဆိုင်တတ်တယ်အဲ့တော့ကျွန်တော်အသိအိတ်တွေကောင်းလို့ရှိမနေဘူးသိရှိမနေဘူးကျွန်တော်လုံးဆရာချက်ကျွန်တော်ဆက်လုပ်နေမှာပဲသို့တော့ရင်းနေမကောင်းတော့တော့တိုက်ပြီးချက်ရတယ်ရင်းနေမှာနာတယ်တိုက်ပြီးချက်ရဒီထက်မှာနာတယ်တိုက်ပြီးချက်ရဒီထက်မှာနာတယ်တော်တော်နာတယ်ဘလို့နာမှန်းမသိကောင်းနာတယ် တော့ဒါလေးပေါ့ဗျအဲ့တော့ကိုစောဘိုးကြီးဒီဒီတက်ညာခွင့်ညနိုင်လားမင်းရောကျွန်တော်ထင်တယ်အစိုးရတစ်ဆက်ကိုတော့သူစောင့်ရလိမ့်မယ်လို့ကျွန်တော်ယူဆတယ်အဲပြောရရင်တော့အစိုးရတစ်ဆက်ကိုတော့သူစောင့်အောင်စောင့်ရလိမ့်မယ်အနည်းဆုံးတော့သူတက်ညာခွင့်ရဖို့ဗျာစတင်လုံးအပြည့်တော့သူ့ကိုချလိုက်မယ်လို့တော့ကျွန်တော်တို့မခံမှန်းဘူးစတင်လုံးချရင်လည်းသူထွက်လာရင်အသက်50ကျော်ပြီဆိုတော့သူ့ကိုစတင်လုံးချမယ်အစားသူလည်းကျွန်တော်ထင်တယ်နောက်လာမယ့်အစိုးရတဲ့ပေါ်တော့ပေါ်ပေါ်လာတဲ့အခါသူ့ ကင်းလို့အဲပြစ်တန်လူချင်း shop ပေါ်တွေပေးတာမျိုးတွေတစ်ချိန်နှစ်ချိန်လောက်သုံးချိန်လောက်လောက်ကြာသူလွတ်လာတာမျိုးတွေဖြစ်လာနေတယ်အဲ့တော့လာမယ့်နောက်လာမယ့်အစိုးရ၅နှစ်အတွင်းမှာပဲလွတ်လာနိုင်ကြည်လေရှိပါတယ်အဲ့တော့စောင့်ကြည့်ကြတာပေါ့ဗျာဘာပဲပြောဒါတွေကကျွန်တော်တို့အားလုံးကသတိကြီးထားရမယ့်ကိစ္စကျွန်တော်တို့ဒီမီဒီယာလုံငန်းကိုလုပ်နေကြတဲ့သူတွေနောက်တစ်ခုကမီဒီယာလုံငန်းမဟုတ်တဲ့သူတွေနောက်တစ်ခုကရှိတာကိုယ်စားပွားရမီဒီယာသမားတော့မဟုတ်ဘူး journalist မဟုတ်ဘူး तू က ဟိုကျွန်တော်တို့ဘယ်လိုပြောရမလဲတော့မသိဘူး။ तू ကသူ့ကိုသူ့ speaker လို့ပြောခဲ့တယ်။ဒါပေမဲ့ तू ကဘယ်လိုပြောမလဲ speaker လို့ပြောခဲ့ရမယ်။ तू social media မှာ तू ကသူ influencer ပုံစံမျိုးပဲလုပ်တဲ့သူဖြစ်သွားတာပေါ့။ social ရဲ့ influencer တယောက်ဖြစ်သွားတာပဲဖြစ်ပြီးတော့ तू က journalist မဟုတ်ဘူး။ media သမားမဟုတ်ဘူး။ media လုပ်ငန်းမရှိဘူး။ तू ကသူဟိုပုဂ္ဂလိကဘောက်ပေါ့။ဘောက်လို့ပြောပြောနေတဲ့သူတောင်သာဖြစ်တယ်။အဲ့တော့ဟို သူ့မှာအကာအကွယ်ပြောပြဆိုရင်မီဒီယာကောင်စီလည်းမရှိဘူးသတင်းစာစရာအသင်းလည်းမရှိဘူး channel society လည်းမရှိဘူးဘာကောင်ပဲမရှိဘူးအမျိုးသားရေးသမားအုပ်စုကလည်းခုတော့အတန်းတိတ်ငြိမ်သွားကြပြီသူနဲ့ပေါင်းတယ်ဆိုတဲ့တချို့တွေလည်းငြိမ်သွားကြပြီမပြောရရတော့ဘူးဆိုတော့သူ့မှာဘယ်သူမှသူ့ပြောရမလို့ကတိတ်မရှိအောင်ဖြစ်သွားတော့တွေ့ရတယ်ဒါတော့တွေ့ရတယ်ကိုယ်ရမလည်းပြောပြခြင်းပြောပြနေကြမှာသို့တော့အတန်းတိတ်မရရင်မထွက်ရတော့ကြတာတွေ့ရတယ်ဆိုတော့ဒါလေးတွေကလည်းသတိပြုစရာကောင်းတဲ့ကိစ္စဟိုဖြစ်လာရင်ကိုယ်နားမှာဘယ်သူမှမရှိဘူးလားဆိုတော့အတွေ့အကြုံကျွန်တော်ကိုယ်ကိုတွေ့တာဟာငါတကယ်ဖြစ်လာရင်အင်းငါနာဘူးပဲရှိဘူးပဲရှိဘူးမလဲဆိုတော့မေးဖို့ပေါ့နော်တကယ်ဖြစ်လာရင်အကောင်ချနေမှာပဲလားလို့တွေးကြတော့ကျွန်တော်မှာကျွန်တော်တော့ဝင်သွားတယ်ကျွန်တော်ဝင်တော့ဩငါတို့ ဖြစ်လာခဲ့ဘူးကတော့သူပခုံးမောင်အပွင့်ကြီးကိုရင်းပြီးတော့တော့လုပ်မယ်လို့တော့မရှိလောက်ဘူးနောက်တော့ဘသူကတော့သူရာဒူဂျီတာဝန်ကြီးကိုဝါပြီးရင်းမယ်လို့ရှိမှာမဟုတ်ထင်တယ်လို့တောင်းတွေးသလိုဖြစ်လာခုကျွန်တော်စဉ်းစားလာတာပေါ့နော်အော်အေးပေါ့ဒါလည်းဖြစ်တဲ့တဘောအဲ့တော့ကိုသမိုင်းမားလာမန်လာကျွန်တော်မသိဘူးသူ့အမှုတွေဘာရှိလဲနောက်ထပ်အတွင်းမှာဘာရှိဆက်ရှိနေလဲကျွန်တော်မသိပါဘူးလို့တော့သူကြီးလွတ်လာဖို့မလွတ်လာဖို့တော့ကျွန်တော်ထင်တယ်ခင်ဗျားတို့ပြောရတာတော့နောက်ဆိုရတဲ့တိုင်ငါးနှစ်ချမှာပဲပြောင်းလဲလို့ရမယ်လို့ပဲပြောပြစီနော်